ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်ပြင်သက်နိုင်ငံပါရီမြို့တော်မှာအကြီးစားမီးလောင်မှုကြီးတစ်ခုဖြစ်ပွားပြီးအရေအတွက်ရာခနန်းရှိတဲ့မီးတပ်ဝန်တန်းတွေက나ยีတွေနဲ့အချီအချိန်ယူပြီးစ조사နှိမ့်သက်ခဲ့ရပါတယ်ပါရီရဲ့အကြီးဆုံးအမှိုက်ပြလဲတပ်စင်ရေးစေယုံတစ်ခုမှာဧပြီ9ရက်ညနေပိုင်းကစပြီး မေးလောင်မှုဖြစ်ခဲ့တာပါ။ Sigton Paris 17ဆဲ့ရုံရဲ့မြေအောက်ထပ်ကနေစပြီးပမာဏအလုံးအရင်နဲ့မေးလောင်မှုဖြစ်ပွားခဲ့တာလို့မြို့တော်ဝန်ကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားပါတယ်။ဆဲ့ရုံဝန်ထမ်းအားလုံးကိုရွှေ့ပြောင်းပေးထားပြီးမင်းငိမ့်သက်ရေးကိုလှုပ်ဆောင်နေကြောင်းအဲ့ဒီ area တဝိုက်ကိုရှောင်ရှားကြစေလိုကြောင်းလည်းသူကတိုက်တွန်းထားပါတယ်။ပါရီမြို့တော်အနောက်မြောက်ပိုင်းစိမ့်မြေကန်နာမှာတည်ရှိတဲ့ဆဲ့ရုံမေးလောင်မှုအတွင်းထိခိုက်ဒဏ်ရာရတဲ့တဲ့တင်တော့မကြရသေးပါဘူး။ ဒါပေမဲ့မိခိုးလုံးတွေဥထွက်နေတဲ့နေရာတဝိုက်မှာနေထိုင်သူတချို့တော့မိခိုးမော်ဒယ်တန်ကိုခန်းစားခဲ့ရပါတယ်။မိသက်ဝတ်တန်းအင်အား200လောက်ကအမြန်ဆုံးရောက်လာပြီးမိကိုထိန်းချုပ်နှိမ့်သက်ဖို့ကြိုးစားပေမဲ့မိပမာဏအရွယ်များတာကြောင့်စက်ရုံတစ်ခုလုံးကိုကူးဆက်လောင်ကျွမ်းခဲ့တယ်လို့မြို့တော်ဝန်ကဆိုပါတယ်။မျက်မြင်တွေကတော့မိတောက်တွေနဲ့မိခိုးတွေဥထွက်နေတဲ့အဆောက်အအုံမြင်ကွင်းဟာလွန်ခဲ့တဲ့6နှစ်ကပါရီမြို့တော်ကျက်တရေဆောင် Notre Dame ဘုရားကျောင်းချီမိလောင်ခဲ့တဲ့ဖြစ်စဉ်ကိုတော့ပြန်အမှတ်ရစေတယ်လို့ပြောကြားထားပါတယ်ရှင်။ ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပါရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပော့ဆူအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်